အာဆင်နယ်ရဲ့ပရီးမီယံလိဂ်ဖလာအိမ်မက်မှာဟာလန်ကအကြီးမားဆုံးအတားအဆီးဖြစ်နိုင်တယ်လို့ပြောဆိုလိုက်တဲ့ခါရီက ။လီဗာပူးအသင်းရဲ့ဂန်ဝင်ကစားသမားဟောင်းဂျီမီကာရီကာကတော့အာဆင်နယ်အသင်းကတရားသိမှာကာလာရှည်ဆောင်းဆိုင်ခင်ရတဲ့ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုစကူးနိုင်လိမ့်မယ်လို့ပြောဆိုလိုက်ပြီးတော့အာဆင်နယ်အသင်းအတွက်အကြီးမားဆုံးအဟံ့အတာဖြစ်နိုင်တဲ့တခုတည်းသောအရာဆိုလို့မန်စတီးတိုက်စစ်မှုအလင်းဟာလည်းပဲရှိနိုင်တယ်လို့ပြောဆိုသွားခဲ့ပါရဲ့ရှင်။ဒီတစ်ပတ်မှာမန်စတီးလီဗာပူးနဲ့ဆယ်စီတို့ကမတင်မဲ့ပဲရှုံးဝဲကိုစီကြုံတွေ့ခဲ့ရတာကြောင့်အာဆင်နယ်အသင်းအတွက်မဟာအခွင့်အရေးကြီးရရှိသွားခဲ့ပါရဲ့။ဒီလိုအခြေအနေမှာပဲအာဆင်နယ်အသင်းကတနင်္ဂနွေနေ့ကကွင်ဟောင်းဆလတ်ပတ်ကိုစွန့်ခွာပြီးအာဆင်နယ်ကိုပြောင်းလာခဲ့တာ နှစ်လပဲရှိသေးတဲ့ Everizet ရဲ့တလုံးထဲသောအနိုင်ကိုနဲ့ Crystal Palace အသင်းကိုအနိုင်ယူပြီးတော့အဆင့်တနေရာကိုအခိုင်အမာသိမ်းပိုက်နိုင်လိုက်ပါတယ်။ဒီရလက်ကြောင့်အဆင့်နဲ့အသင်းကကိုယ်ပဲကစားပြီးမှဒုတိယနေရာကပုံမောက်ကို၄မှတ်အသားနဲ့ဥဆောင်ထားနိုင်ခဲ့ပြီးတော့ခန်းစစ်ပိုင်းမှာလည်းစုစုပေါင်း၃ဂိုးပဲပေးထားရလို့အကောင်းဆုံးခန်းစစ်စွန့်ဆောင်ရေးကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီအတွက်ကာရီကာကအဆင့်နဲ့အသင်းကတရားသီးချန်ပီယံဖြစ်ဖို့အလားအလာအကောင်းဆုံးအသင်းလို့သတ်မှတ်လိုက်ပြီးတော့ဒါဟာအနည်းနဲ့အလားအလာကပြင်ဆင်ခဲ့တဲ့အာဆင်နယ်ရဲ့ set piece နည်းပြဟာတွေကြောင့်လို့သုံးသက်သွားခဲ့ပါတယ်။ ဒါဟာအစနဲ့တင်းရပြီးခဲ့တဲ့ယာတီနဲ့ဒီယာတီအတိကကွာချချက်ပါပဲ။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ယာတီကဆိုလီဗာပူးကရမယော့သွားတိုင်းအစနဲ့ကအခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်ကမန်ဒစ်နိုက်ဖုတ်ဘောအစီအစဉ်မှာတော့ငါလည်းပြောခဲ့ပါရယ်။ဒီယာတီမှာတော့အစနဲ့ကလီဗာပူးရှုံးနေချိန်မှာရမယ့်ရှာဖွေထားနိုင်ခဲ့ပါရယ်။အခုလည်းအတိအကျကိုထပ်လုတ်ပြလိုက်ပြန်ပါပြီ။သူတို့အခုအကောင်းဆုံးအနေထားမှာရှိနေပါရယ်။အစနဲ့နဲ့ပရိသတ်တွေအတွက်တခုတည်းသောအရာကတော့ပရီးမီးယားလိဂ်ဖလားကိုအရန်လူချင်းနေကြတာနဲ့သူတို့အတွက်အရန်ကြာနေပြီဖြစ်တဲ့အတွက် ်မေလာထီဆောင်ဆိုင်ရမယ့်ကာလကရှေလျားဆိုလို့ခန်းစားနေရမှာပါပဲ။သွားရမယ့်လမ်းကအဝေးကြီးရှိနေသေးတာမလို့အမားတွေလည်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာကျွန်တော်ထပ်ပြောပြစေ။ဒီရတီပရီးမီးယားလိကလက်ပစ်ဘောတွေ set piece တွေဓာတ်ရိုက်ကစားတဲ့ပုံစံမျိုးတွေအ धिक ထားအသုံးပြုနေကြပါတယ်။အာဆင်နယ်ကတော့အရာတွေကိုကင်ကျွဲဖို့အကောင်းဆုံးပြင်ဆင်ထားတဲ့အသင်းဖြစ်ပါတယ်။ဒီရတီပရီးမီးယားလိအနေအထားကိုကြည့်မယ်ဆိုရင် set pieces တွေအကြောင်းကိုကျွန်တော်တို့အပတ်တိုင်းအများကြီးပြောနေရမယ်လို့ခန်းစားမိပါတယ်။တကယ်လို့ပရီးမီးယားလိရဲ့ဥတီချက်ကဒီလိုဖြစ်လာ ာခရင်လည်းပရီးမီးယားလိဂ်ကိုစစ်ခုဖို့အတွက်ဒီလိဂ်ထဲမှာအာဆင်နယ်ထက်ပိုကောင်းတဲ့အသင်းမရှိပါဘူး။ကျွန်တော်ရဲ့အသင်းဟာလီဗာပူးလ်တောင်ပြောရင်တော့ဒါကိုမကင်တွင်နိုင်ပါဘူး။အာဆင်နယ်ကတော့ဒီလိုအခြေအနေမျိုးကိုတော့ကင်တွင်နိုင်ဖို့တိစောက်ထားပါတယ်။နောက်ခံလူလေးယောက်အသင်းမှာအရက်ခက်မြင့်မြင့်ကစားသမားတွေခေါ်ထားတာစသဖြင့်ပေါ့ဆိုပြီးတော့ကာရီကာကပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ကာရီကာကအားလည်းကအာဆင်နယ်အသင်းအတွက်တော့အကြီးမားဆုံးချင်းချမှုဖြစ်လာနိုင်တယ်လို့လည်းပြောဆိုသုံးသပ်သွားခဲ့ပါတယ်။အာဆင်နယ်အသင်းကရာသီအစမှာတော့က၂၁နှစ်စာဖလားစောင့်ဆိုင်မှုကိုအဆုံးသတ်ဖို့အတွက် ဲလီဗာပူးအသင်းကသူတို့ရဲ့အဓိကအတားဆီဖြစ်လိမ့်မယ်လို့လည်းဆိုရင်ကြကြပါတယ်။ဒါပေမဲ့အခုသူတို့ရဲ့အကြီးမားဆုံးစိုးရင်စရာကအာလင်ဟာလန်ဖြစ်လာနိုင်ပါတယ်။အာဆင်နယ်အသင်းကပြိုင်ဘက်တွေနဲ့ရှိရင်အကောင်းဆုံးလူစဉ်ရှိနေပြီးလီဗာပူးကလည်းပြဿနာတွေကိုဖြေရှင်းဖို့လိုအပ်နေချိန်မှာမန်စီးတီးမှာတော့လွှမ်းမိုးမှုအရှိဆုံးနဲ့ဆွေဆုံရတဲ့တိုက်စစ်မှုရှိနေပါတယ်။ဒီနိုဝီသားကပက်ကွာရီယိုလာရဲ့အသင်းအတွက်သူတို့ရဲ့တရဖူးကိုပြန်လည်ရယူဖို့အကြီးမားဆုံးအကြောင်းရပါပဲ။ဟာလန်သာမရှိဘူးဆိုရင်တော့မန်စီးတီးရဲ့အဖြစ်နိုင်ဆုံးပန်းနိုင်ကထိတ်ဆုံးလေးတင်နဲ့ဝင်ဖို့ပဲဖြစ်နိုင်ပါလိမ့်မယ်ဆိုပြီးတော့ကာရီကာ ားကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်